ဟေဝီယန်ရဲ့ဆိုပြီးသစင်ရဲ့ HD ဗီဒီယိုတွေ Telegram ပေါ်မှာအရန်ကိုပြန့်နှံ့နေပြီလေးဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်မြင်မြင်ချင်းတုန်းကလုံးဝကိုမယုံကြည်နိုင်ခဲ့ဘူးဒါက AI နဲ့လှုပ်ထားတာလားဆိုပြီးတော့မိခွန်းထုတ်ချင်စရာတောင်ဖြစ်သွားခဲ့တာပါဆိုပြီးသစင်နဲ့ဟေဝီယန်ဟာမကြာခင်မှာလက်ထပ်တော့မယ်စုံတွဲတွေဖြစ်တဲ့နိုင်ငံလုံးဝသိထားကြပါတယ်အခုချိန်ဒီဟင်းဝရအဖေကသူသားလက်ထပ်ပွဲကိုကြီးညာခဲ့ပေမဲ့သူတို့သမီးလောင်းကိုတော့မကြီးညာသေးဘူး ဒါမင်းအလုံးကတီထားကြတာကတော့ဟင်းဝီယန်ရဲ့ချစ်သူရေးစားကဆွေးပြီးသစဉ်ပါဟင်းဝီယန်နဲ့ဆွေးပြီးသစဉ်ဟာကျွန်တော်တို့ခဏနှစ်ရှစ်နှစ်လောက်ကြီးကိုဒါကျွန်တော်တို့အမြဲတမ်းသွားသူသားသူစားသူเนาะကျွန်တော်တို့အမှုညာမောင်နှမဆိုရာထက်ကိုပူးနေတယ်ဆက်ဆိုင်ရေးမှရှိတာပါကျွန်တော်တို့စုံစမ်းသိရသလောက်ချစ်သူတက်တန်ကလေးနှစ်ထက်မှရှိနေပြီလို့ကျွန်တော်ကြားရတယ်ဆိုတော့လက်ထပ်မိတ်ကိစ္စကတော့သူတို့ညှောက်ဆိုတာကတော့လုံးဝငြင်းစားမရှိဘူး သေးချသွားပြီပေါ့နော်ဆိုတော့တချို့ကတော့စူပီသစင်လေးကိုအရန်တမျောချရီဘာချောင်းလေးဆိုတော့စူပီသစင်လေးကလုံးဝလုံးဝကိုချစ်သူကြီးစားလေးမထားခဲ့ဘူးဘူးဟေဝီယန်ကကြာတော့မူစုဖို့ဗျာဒါဝိုင်းစုခိုင်သိနေကျွန်တော်တို့ကူပြီးပြီတော့ပေါ့နော်ဟဝိုင်းစုခိုင်သိကိုတောင်းမယူတဲ့သူနာမည်ပြက်များစွာရှိခဲ့တဲ့သူဖြစ်တယ်အော်စူပီသစင်ကြာတော့အဲ့လိုမဟုတ်ဘူးဒါသူဒီတော်သမီးအရန်လေးလိမ်မာရီမိဘရီကိုလည်းလှုပ်ချွေးရေပေါ့ ဆိုတော့အင်မတန်မှရှားမှရှားတဲ့သမီးလိန်မလေးပေါ့နော်ဆိုတော့ဟင်းဝီယန်တို့မိသားစုဘက်ကတော့စူပီတစ်စင်လေးကိုရယူလိုက်တာကလုံးဝကိုနစ်တာဘူးမရှိဘူးသူတို့မှအကျိုးမြတ်တွေကြီးပဲနော်ဆိုတော့အခုသဘောမတူတဲ့သူကမတူဘူးသူတွေသူကသူတွေပေါ့နော်ဒီလိုအချိန်မှပဲဟင်းဝီယန်နဲ့စူပီတစ်စင်ရဲ့လက်တော်မထိုင်ရသေးပြည့်နဲ့နော် online ပေါ်မှာကျွန်တော်ဟိုတယ်မှာကဲနေတဲ့ HDB တို့ရောင်းမှပြန်ထပ်နေပြီဖြစ်တဲ့အတွက်တိုင်းကလုံးဝပြည်သက်တွေကလည်းအော်အော်ကြေးရပါတယ်ဒါကြောင့် နော်ကျွန်တော်တို့သူတွေဒါက AI လား AI မဟုတ်ဘူးလားဆိုတာသိချင်တော့ comment မှာကျွန်တော် high လို့ရေးခဲ့ပြီเนาะကျွန်တော်ဒါ link ချပေးပါမယ်เนาะ